တိုက်စစ်ပိုင်းကတော့ထုံးစံအတိုင်းပဲအခုဆိုလို့ရှိရင်ဆာကာထရော့ဆက်မာတင်နေလို့ပဲဥဆောင်လာမယ်လို့ကျွန်တော်ထင်တယ်ဒီနေရာမှာကျွန်တော်တို့ကဆာကာကိုဘာမှပြောစရာမလိုဘူးဆာကာတကယ်ကောင်းတယ်ပေါ့နော်အဲ့အချိန်မှာထရော့ဆက်ခိုးပေါက်ပြန်ပြီးတော့တွေ့လာတယ်။မာတီနယ်လီကလည်းပြီးခဲ့တဲ့ရီယဲနဲ့ပွဲမှာငါဟာဒီလိုလုံးပြနိုင်စွမ်းရှိတယ်ဆိုတာသူပြတယ်။လိုတဲ့အချိန်လေးမှာလည်းလေအားကိုးလာရတယ်ပေါ့။အဲ့တော့ပြောမှဆိုရင်လက်ရှိဆာကာထရော့ဆက်မာတီနယ်လီဒီတိုက်စစ်အစုအဖွဲ့ကလည်းတော်တော်လေးအဆင်ပြေလာရလို့ကျွန်တော်မြင်တဲ့အခါမှာတော့ဒီအချိန်မှာဒီယာတွေကကျဉ်းတ်ဆရာလို့ပြောချင်တယ်။ ပရိသတ်များမင်္ဂလာပါကျွန်တော်ရဲ့ The Premier Sport ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒါဒီပိုင်းကတော့ Champion League Semi-final ဒါပရမကျော်ပွဲချုပ်သွင်းချက် season ဖြစ်ပါတယ်ပွဲစဉ်ကတော့ Arsenal သင်းရဲ့ပွဲစဉ်မှာ Arsenal နဲ့ PSG သင်းတို့ရဲ့ပွဲစဉ်ဖြစ်ပြီးတော့ထိုးစားတိုင်းကျွန်တော်နဲ့ကိုရဲလေးတို့ကျွန်တော်ညီကိုတစ်ယောက်ကကင်မရာသုံးသပ်တင်ဆက်ပေးသွားအောင်ပါပဲ ဖြစ်ပါတယ်ဗျာကိုရဲလင်းတို့မင်္ဂလာပါမင်္ဂလာပါကိုကြီးဟုတ်ကဲ့ပါအာဆင်နယ်နဲ့ PSG ဗိုလ်တော်ဦးမနက်တနားရီခွဲပြောမယ်ဆိုလို့ရှိရင်တော့အာဆင်နယ်ဆီမီဖိုင်နယ်ဗရမအကျော့ကိုအိမ်ပွဲမှာကစားရတယ်ဒီပွဲနဲ့ပတ်သက်ပြီးတော့တို့မှာတစ်ခုပဲရှိပါတယ်အာဆင်နယ်လုံးဝအမှားခံလို့မရဘူးနိုင်ဖို့တော့မှလိုအပ်တယ်လို့ကျွန်တော်ကတော့ပြောချင်ပါတယ်အဲ့တော့ကျွန်တော်တို့စီစဉ်ထုံးစံလေးတိုင်းပေါ့အင်ရှင်အာဆင်နယ်ဘက်ကနေစပြီးပါအောင်အာချန်ပီယံလိမှာအာဆင်နယ်ရဲ့အိမ်ခွင်းအောက်တစ်ချက်ကြည့်လိုက်မယ်ဆိုရင်တော့လုံးဝရှုံးခွဲတော့မရှိတာဘူးဟုတ်ကဲ့ပြီးတော့ချန်ပီယံလိမှာလည်းအိမ်ခွင်းပေးဖို့ကနှစ်ဂိုးပဲရှိရပါတော့ PSG ရဲ့ကွင်းလယ်အားလည်းဥရောပမှာဆိုရင် top 3လောက်နေထားလောက်ဒီရှိရတယ်တော့ကျွန်တော်ပြောလို့ရတယ်ဒါပေမဲ့ rice နဲ့ patay တို့လိုမျိုးမာကျောမှုနဲ့ကစားနိုင်တဲ့ပုံစံမျိုးပေါ့နော် PSG လူငယ်ကစားမှလက်ကစားနိုင်ပါမလားပေါ့ဒါတော့တော့ကျွန်တော်စိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော် villa ရဲ့ဒီတန်လင်မန်ဦးဆောင်တဲ့ကွန်းလေတောင်မှဒီ PSG နေနဲ့ရုန်းကန်ခဲ့ရတယ်ဆိုတော့ဒီတက်စီအမြင်ပို့ပြီးတော့ရှိတယ် Arsenal ကွန်းလေနဲ့ရင်ဆိုင်တဲ့အခါမှာ PSG နေလွယ်ပါမလားပေါ့နော်ဒါမျိုးလေးတော့ကျွန်တော်တွေးမိတယ် လူးဝစ်ကယ်ရီကအသွင်းကိုဝင်ကစားတဲ့ခါကြောင့်မို့တောင်မန်တချမ်းကတော့နေရာလွတ်ပေးရတယ်ပြီးတော့ဖြစ်သွားနိုင်တယ်ပေါ့နော်။ဘာလို့အဲ့ဒီချက်ကိုထပ်ပြီးတော့ပြောရလဲဆိုတော့ PSG ရဲ့တောင်မန်ကစားသမားတွေရဲ့အားကအရင်အောင်ကြောက်စရာကောင်းတယ်။မြန်လဲမြန်တယ်ပြေးထွက်တာကြီးလည်းကောင်းတယ်ပေါ့နော်။အကယ်လို့များသည့် 3-back ပုံစံတီလိုက်တယ်ဆိုရင်တော့မဘောနောက်ကန်လူတွေကအဲ့တောင်မကစားမတွေကိုလိုက်သားစီးဖို့ကအရင်ကြီးတော့မလွယ်ဘူးပေါ့နော်။ PSG ရဲ့ခံစစ်ကိုတော့အာဆင်နယ်အနေနဲ့ကြော်ဖြတ်နိုင်ကြီးတော့ရှိရယ်။ ပြဲကြီးရဲ့ခံစက်ကအရင်ကောင်းနေတာမျိုးတော့မဟုတ်ဘူးပေါ့နော်ပြီးတော့ကောင်းတိုက်ဘောတွေကိုရှင်ကစားတဲ့အခါမှာလေအားနဲ့ကျဲအချို့ကိုလည်းကျွန်တော်မြင်ခဲ့ရရပေါ့နော်အာဆင်နယ်ရဲ့အမြင်ဘောဆန်းဆောင်ရည်တွေကိုကျွန်တော်တို့ကမိသားလို့တော့မရဘူး PSG ဘက်ကနေပြီးတော့ဒီဖူးဘက်တွေရဲ့အားကိုတော့အာဆင်နယ်အနေနဲ့ short ချနိုင်လို့လို့တယ်ဘာဖြစ်လဲဆိုတော့ဒီစာကာကတော့နူနိုမန်ဒက်စ်ကိုဒုက္ခပေးနိုင်ဆိုရင်ရှိတယ်စာကာကောင်းလဲကောင်းတယ်ပေါ့နော်အိပတ်ချမ်းမှာတော့ဒီတင်ပါလည်းရှိတယ်အိုရီကက်လည်းရှိတယ်ဆိုတော့ သူတို့မန်တက်ရဲ့လုံနိုင်စွမ်းတွေကိုတော့တိုင်းလာတစ်ခုလောက်ဒီရော short ချနိုင်နိုင်မယ်လို့ကျွန်တော်မျှော်လင့်တယ်ဗောနော်ဟာကီမီရှိတဲ့ဘက်ကိုတော့မာတီနယ်လီအစီရင်ပြပါမလားဒါမျိုးလေးတော့ကျွန်တော်တို့တွေးကြတော့ရှိပါတယ်ဟုတ်ကဲ့အကယ်လို့များသိရမှာဘောလုံးတည်နေရင်ဘောလုံးပြတ်သွားပြီဆိုတာနဲ့ချက်ချင်းရောအဲ့ဒီဘောလုံးကတိုက်စစ်ကိုရောက်သွားနိုင်တယ်ဆိုတဲ့ပုံစံမျိုးပြည့်ချင်မှာမြင်တွေ့နေရတယ်ဗောနော်အတီတာကကျတော့ဘယ်လိုပြောရမလဲအတင်းတင်းပေါ့ပွဲတစ်ပွဲကိုဘယ်လိုနိုင်အောင်ကစားရမလဲသိတဲ့နည်းပြရဲထဲမှာပါတယ်ဂိုရဂိုတွင်းဖို့ကလည်းခက်ခဲတဲ့ကိစ္စလည်းမဟုတ်ဘူးဗောနော်ဒီဂိုရဂိုကပြီးဂိုရသွားပြီဆိုတာနဲ့နောက်ထပ်ထပ်ပြီးတော့ ဂိုးမပေးအောင်ထိန်းထားနေလေအာဆင်နယ်ကဂိုးထက်ရောက်ဖို့အားကောင်းလေလေဆိုတော့အခြေအနေမျိုးလည်းဖြစ်နေတာပေါ့နော်ဟုတ်ကဲ့အိမ်ကွင်းလည်းဖြစ်နေတဲ့အခါမှာအာဆင်နယ်နဲ့ဒီပွဲစဉ်မှာတော့အနိုင်ရရှိအောင်ကြိုးစားလာမယ်လို့ကျွန်တော်တို့ထင်ပါတယ်ဗျဟုတ်ကဲ့ပါဆိုတော့ပေါ့နော်အာဆင်နယ်ကဒါပရီးမီးယားလိနောက်ဆုံးပွဲကိုကြည့်တဲ့အချိန်မှာတော့ဒါခရစ်စတယ်ပဲလေးနဲ့အသေးကြထားတယ်အဲ့ဒီပွဲမှာတော့အသင်းရဲ့ရလက်ပိုင်းကတော့ဘာမှပြောစရာမရှိဘူး။ဒါပေမဲ့ပြောစရာရှိတာကလူဆုံထုတ်လာတဲ့အနေထားပေါ့နော်။တော်တော်လူဆုံပါတယ်ဒီအနေထားကပြောစရာရှိတယ်။ဘာလို့လဲဆိုတော့အရေးကြီးတာက ချန်ပီယံလိဖြစ်တယ်ဗျာပရီးမီးယားလိမှာနိုင်ဝါလဲပါဖြစ်လဲအချိန်တန်လီဗာပူးပဲချန်ပီယံဖြစ်မှာအခုနောက်ဆုံးမှာလည်းလီဗာပူးပဲချန်ပီယံဖြစ်သွားတယ်အဲ့တော့ဒီလိုအနေအထားမျိုးမှာသူတို့ကလူဆုံးထုတ်ပြီးတော့နိုင်လို့ရှိရင်တော့မှာလီဗာပူးချန်ပီယံဖြစ်တာကိုအလုံးစုံနောက်ဆုံးတိုင်းတပွဲနှစ်ပွဲပဲဒါပေမဲ့အချိန်တန်တဲ့ခါမှာလီဗာပူးပဲချန်ပီယံဖြစ်သွားတဲ့ခါမှာတော့ဒီခရစ်တယ်ပဲလိနဲ့ပွဲမှာလူဆုံးထုတ်လာရင်အာဆင်နယ်ရဲ့အတွေ့အကြုံမှားတယ်လို့ကျွန်တော်ပြောချင်တယ်ပြီးတော့နိုင်လဲမနိုင်ဘူးဆလီဘာဆိုလို့ရှိရင်အမှားတော့မှတော်တိုက်တယ်ဒီလိုအခြေအနေလေးဖြစ်သွားတယ်အဲ့တော့ဘလို့လဲဆိုတော့အဓိကကစားသမားတွေကိုဒါ PSG နဲ့ပွဲမှာ အနာပေးဖို့ကကျွန်တော်ဖြစ်ရှင်တဲ့အရာပေါ့နော်အနာပေးကိုပေးရမယ်ဘာဖြစ်လို့ဆိုတော့အခုဒီပရမအကျော်ကအိမ်ကွင်းပွဲဖြစ်တယ်အခုဒီပရမအကျော်အိမ်ကွင်းပွဲမှာသူတို့နိုင်ထားကမှာ ဒုတိယကြုံမှာအဆင်ပြေမှာတည်ရအောင်မရဘူးเนาะနိုင်ထားမှာဖြစ်မှာအဲ့တော့ပြောမယ်ဆိုလို့ရှိရင်တော့အာဆင်နယ်နိုင်ဖို့လိုတယ်လို့ပဲကျွန်တော်ကတော့ပြောချင်တယ်ဒီပွဲမှာဆိုလို့ရှိရင်တော့အာဆင်နယ်ရဲ့ဒါကွင်းတဲ့လူပေါ့เนาะဒီကပါတေးပေါ့ပါတေးလွဲမယ်ဆိုတော့သူမပါနိုင်တဲ့အနေထားမှာတော့အဖြတ်ကအာရုံနေမယ်ပြီးတော့အသင်းရဲ့မာကျော်မှုလည်းလျှော့နေမယ်အဲ့တော့ဒီနေရာမှာဘယ်လိုမျိုးလဲဆိုတော့ OD cap ပေါ့ OD cap ကကစားတာလဲပျော့တယ်ဗျာအဲ့တော့ကွင်းလေမာကျော်မှုမှာဆိုလို့ရှိရင် Declan Rice ကလူနှစ်ယောက်စာပို့ပြီးတော့ရုံးဝမယ်အနေထားမျိုးရှိတယ်မာရီနိုတော့ကွင်းလေမှာပြန်ပြီးတော့ပါလာနိုင်မယ်ဒါပေမဲ့မာရီနိုနဲ့ပါတေးနဲ့ကြားမှာလဲကွဲပြား ဆန္ဒမချက်ကရှိတဲ့အခါမှာတော့ Dragon Rise နည်းနည်းလေးပို့ပြီးရောင်းရမယ့်အခြေအနေမျိုးရှိရလို့ကျွန်တော်မြင်တယ်။တိုက်စစ်ပိုင်းကတော့ထုံးစံအတိုင်းပဲအခုဆိုလို့ရှိရင် Saka, Trossard, Martinelli လို့ပဲဥဆောင်လာမယ်လို့ကျွန်တော်ထင်တယ်။ဒီနေရာမှာကျွန်တော်တို့က Saka ကိုဘာမှပြောစရာမလိုဘူး။ Saka တကယ်ကောင်းတယ်ပေါ့နော်။အဲ့ဒီအချိန်မှာ Trossard ခိုးပေါက်ပြန်ပြီးတော့တွေ့လာတယ်။မာတီနယ်လီကလည်းပြီးခဲ့တဲ့ရီယဲနဲ့ပွဲမှာငါဟာဒီလိုလုံးပြနိုင်စွမ်းရှိတယ်ဆိုတာသူပြတယ်။လိုတဲ့အချိန်လေးမှာလည်းလေအားကိုးလာရတယ်ပေါ့။အဲ့တော့ပြောမှဆိုရင်လက်ရှိဆာကာထရော့ဆန်မာတီနယ်လီဒီတိုက်စစ်အစုအဖွဲ့ကလည်းတော်တော်လေးအဆင်ပြေလာရလို့ကျွန်တော်မြင်တဲ့အခါမှာတော့ဒီအချိန်မှာဒီယာတွေကကျဉ်းတ်ဆရာလို့ပြောချင်တယ်။အာဆင်နယ်နိုင်ပွဲရရှိဖို့လိုအပ်နေတဲ့အခါမှာတော့အာဆင်နယ်ရဲ့တိုက်စစ်၃ယောက်ကတော့အဆင်ပြေပြေအနေထားမျိုးမှာရှိနေတယ်လို့ပဲကျွန်တော်ကတော့ပြောချင်ပါတယ်။ကဲဒါဆိုလို့ရှိရင်တော့ကျွန်တော် PSG ပဲလေးသွားစင်တယ်ပြပြပေးပါဦး။အာ PSG ကကျတော့လိုဝစ်အန်ဒရီကကျတော့သူ့အသင်းကိုဒီတဘောတော်ဆန်းဆောင်ရည်နဲ့အတင်းလိုက်ပ ့ပုံစံပေါ့အချိုးကျကျတိဆောက်ထားရလို့ကျွန်တော်မြင်နေပါတော့ဟုတ်ကဲ့ကာရာဒစကီလာတို့ဒူအွန်တို့လိုကစားသမားတွေကဒီတဘိုးတော့ဆွမ်းဆောင်ရည်တွေနဲ့လုတ်ပြချင်တဲ့စိတ်များတယ်ပေါ့နော်အန်ရီကလည်းဒီကစားသမားတွေကိုကန့်တတ်ထားတာတော့မရှိဘူးသူတို့လုတ်ချင်တယ်ဆိုတော့ပေးလုတ်တယ်ပေါ့ဒါပေမဲ့အချိန်တန်လို့အတင်းကလိုအပ်တဲ့အခါမှာလည်းကစားကွက်တန်နေရယူပြီးလိုက်ကစားပေးခိုင်းတဲ့ပုံစံမျိုးပေါ့နော်ဒါမျိုးလေးကိုကျွန်တော်တွေ့ရတယ်ပြီးတော့ဒီယာဒီမှာဒမ်ပီလီကအရန်ကိုကောင်းနေပါတယ်ဟုတ်ပါတယ်သူကစားသမားပွားတစ်ချက်မှာဒါအကောင်းဆုံးယာဒီကျွန်တော်ကျွန်တော်ပြောလို့ရတယ်ပေါ့နော်ဒီပြန်ပွဲဆောင်39ဂိုးအထိရောက်သွင်းယူထားတယ် ပီအက်ဂျီရဲ့တက်ဆစ်၃ယောက်ကဒီလိုမျိုးနေရာတည်ကြမရှိပဲလွတ်လပ်စွာတိုက်ပြီးတော့ကစားနေတာမျိုးကပြိုင်ဘက်တွေကိုခက်ခဲစေတယ်ပေါ့နော်ပီအက်ဂျီရဲ့ကွင်းလယ်ကိုကြီးလိုက်ပြန်ရင်လည်းဒီဂျောင်နီဘတ်စ်တို့ဘီတင်ဟာတို့ဖီဘီယန်ရူပေါ့အေးကွင်းလယ်ကအာဆင်နယ်ကွင်းလယ်ကိုရှင်းလာနိုင်စွာတော့ရှိတယ်ပေါ့နော်ဘောလုံးကန်လာတဲ့အခါမှာတော့အဆင်ပြေပြီမဲ့ဘောလုံးရှိရတဲ့အခါမျိုးမှာတော့လိုက်တာစီးတဲ့အပိုင်းမှာတော့လိုအပ်ချက်တွေတော့ရှိပါသေးရပေါ့နော်အာဆင်နယ်ကွင်းလယ်မှာကျတော့ဒီလိုအားနှုန်းနဲ့အသက်ဆင်းကစားပုံကတော်တော်လေးကိုအားကောင်းပြီးတော့ ဒီတောင်တန်ရောကွင်းလေကစားသမားတွေတောင်တန်ရောကွင်းလေတွေကအာဆင်နယ်ကွင်းလေကိုတားဆီးဖို့ရရင်တော့မလွယ်ဘူးပေါ့ဒါလေးတော့ကျွန်တော်ရှိပါတယ်ဟုတ်ပါဘူး PSG မှာကျတော့အဓိကအားကောင်းတာတောင်ပန်တွေပေါ့ဟုတ်ကဲ့ တောင်မန်တွေကမှဒီရှေ့ကတောင်မန်တွေအပြင်နောက်ကဖူးဘက်တွေကပါအရန်ကိုကောင်းတယ်ဗောနော်တကယ်လို့မှဒီကောင်တာတိုင်မန်တက်ချက်စတဲ့ခါမျိုးမှာတစ်ဖက်ကတိုင်မန်တက်ချက်စပြီမဲ့နောက်တစ်ဖက်ချမ်းမှာဒီဖူးဘက်ကစ AR တွေလိုက်ပြီးတော့ဂိုးသိမ်းတဲ့ပုံစံမျိုးတွေကိုကျွန်တော်တို့မြင်ခဲ့ရတယ်ဗောနော်ဒီကစားသမားတွေကိုတိုက်စစ်မလိုက်ရအောင်တိုက်စစ်လိုက်ခြင်းနဲ့ mindset ကိုဖျောက်လို့ရအောင်ဗောနော်အစင်နဲ့တောင်မန်ကစားသမားတွေကအလုပ်လုပ်နိုင်တဲ့ခါမျိုးမှာတော့ဒီ PSG နေနဲ့ဒါလေးကိုတော့တည်ထားဖို့တော့လိုမယ်လို့တော့ကျွန်တော်ထင်တယ်နောက်တစ်ခုကကျတော့ PSG ကျတော့ဒီတောင်မန်တစ်ဖက်မှာကစားနေပြီးတော့နောက်ထပ် ဒီဘယ်တော့မှကစားနေပြီမင်းညတော့မှကစားရမှာကအလေဒီဝင်လာပြီးတော့အဲ့လိုမျိုးဆိုင်ပြီးတော့ကစားရမှာပြီးလဲရှိတဲ့ခါမှာအစင်းနေနေနဲ့ပေါ့နည်းနည်းလေးတော့ကာစီယာခတ်နိုင်တဲ့ခြေနေမျိုးလေးတွေတော့ရှိပါတယ်ပြီးတော့တစ်ခုရှိတာကဒီပွဲစဉ်ကအဝေးခွင်းလည်းဖြစ်တယ်ပထမကျော်လည်းဖြစ်နေတာက PSG တဲ့အခွင့်အရေးအများကြီးရှိတယ်ဒီပွဲချင်မှာတာအနည်းဆုံးတည်ရလက်ရပြီဆိုရင်ဒီ PSG နဲ့ဒုတိယအကြော့ကိုအများကြီးမျှော်လင့်လို့ရတယ်လို့ကျွန်တော်မြင်ပါတယ်ဗျဟုတ်ကဲ့ပါ PSG ကတော့ဒါပေါ့နော်ပြင်သစ်လီဂူမှာတော့ AC ပဲဘာဖြစ်အားမမရှိဘူး Champion League ကိုအာရုံစိုက်ပြီးကစားရုံပဲဒီရာကတော့ဒါပေါ့နော်ကျွန်တော်တို့ပြင်သစ်လီဂူနဲ့ Premier League နဲ့ဒါကွဲပြားခြားနားချက်လို့ပြောလို့ရတယ် La Liga မှာဆိုလို့ရှိရင်လည်း Champion စုနဲ့ Real ပါကပြိုင်နေတော့ပဲ Serie A မှာဆိုလို့ရှိရင်လည်း Inter Milan နဲ့ Napoli ဒီအချိန်မှာ PSG ကအရင် AC စစ်ရှိတဲ့ကောင်မှာတခြားအသင်းတွေထပ်ပို့ပြီးတော့ Champion League ကိုသူကပိုအာရုံစိုက်လို့ရတယ်ဒါသူ့ရဲ့အားသာချက်လို့ကျွန်တော်တို့ပြောလို့ ုပ်လို့ရတယ်ပြောမှဆိုလို့ရှိရင် villa ကိုရှုံးခဲ့တာလွဲရင်ပေါ့နော် PSG ကအကုန်လုံးကောင်းနေတဲ့အနေထားကနေ PSG nice score ပါထပ်ပြီးတော့ရှုံးသွားတယ်အဲ့တော့ဘယ်လိုမျိုးလဲဆိုတော့နောက်ဆုံး၄ပွဲမှာ PSG ကရှုံးပွဲ၂ပွဲထိတော့မှရှုံးသွားတဲ့အခြေအနေမျိုးဖြစ်သွားတယ်အဲ့တော့ဘယ်လိုမျိုးလဲဆိုတော့ဗျာ PSG ကိုပေါ့မင်းတို့အရင်အေးအေးဆေးဆေးဖြစ်နေတာလေးနည်းနည်း short on ဆိုပြီးတော့တတိပေးလိုက်တဲ့ပုံစံမျိုးလေးဖြစ်သွားတယ်လို့ကျွန်တော်မြင်တယ်ဗျာအဲ့တော့သူတို့ကဘာဖြစ်သွားလဲဆိုတော့နောက်ဆုံး၄ပွဲမှာရှုံးပွဲ၂ပွဲဆိုတဲ့အနေထားမှာ PSG က Arsenal ကွင်းမှာပုံမှန်ထပ်ပို့ပြီးတော့သူတို့စူးစမ်းလာလိမ့်မယ်ဒီအနေထားတွေကနေပြီးတော့ရလက်ကောင်တစ်ခုတော့မှာတို့လုတ်ပြဖို့လို ိုလာဘူးဆိုတော့စိတ်သူတို့ရှိမှာဝင်ွားပြီးတော့သူတို့ပို့ပြီးတော့စူးစမ်းလာစူးစမ်းလာပါတယ်ကျင်ပဲလို့ကျွန်တော်ထင်တယ်ပြောမယ်ဆိုလို့ရှိရင်တော့ဒီຢာကဒီရှိလို့ရှုံးပွဲတွေပေါ့ဒီရှုံးပွဲတွေကနေရက်လိုက်တဲ့တွန်းအားရလို့ကျွန်တော်ထင်တယ်ဘောလုံးမှာကဘယ်လိုလဲဆိုတော့အရင်နိုင်လို့ရင်လည်းအဲ့နိုင်လာတဲ့အသင်းကအေးလာသလိုရှုံးပွဲလေးကြီးဆက်လာလို့ရှိရင်လည်းငါတို့ပို့လို့ရမယ်ဆိုတော့အနေထားမျိုးတွေဝင်လာတဲ့ခါမှာ PSG မှာဒီစိတ်ရှိသွားရလို့ကျွန်တော်ပြောချင်တယ်နောက်တစ်ခုကတော့ကိုရီးလင်းထုံးပြောသလိုပဲ PSG ကအကုန်ကောင်းတယ်ကျွန်တော်တို့ဒါရှိတဲ့နောက်ကိုဘာမှမပြောစရာမလိုဘူးနေရာဆုံးကအာဆင်နယ်ကိုရှင်းနိုင်တယ်ဒါပေမဲ့ကျွန်တော်ပြောချင်တာကဒီအသင်းကအာဆင်နယ်လောက်တော့မပါဘူး ်ဟုတ်ပါတယ်ဒါအမှန်တရားပဲ PSG ကကောင်းတယ် Arsenal ကိုရှင်းနိုင်တယ်ဆိုပေမဲ့ Arsenal လောက်တော့မကောင်းဘူးဒါပေမဲ့ Premier League ကလပ်အသင်းတွေဖြစ်တဲ့ Liverpool တို့ Villa တို့ကိုသူကနော်အနိုင်ယူပြီးတော့ဒီစစ်တွေကိုတက်လာတဲ့အချိန်မှာတော့ PSG ကိုကျွန်တော်တို့လုံးဝ short တွက်လို့တော့မရဘူးအဲဒီလိုအခြေအနေမျိုးရှိတယ်ဒါပေမဲ့တစ်ဖက်ကပြန်စစ်ဆေးကြည့်မယ်ဆိုရင် Liverpool Villa ပြီးမှ Arsenal ကနိုင်ပြီးတော့ down sink ဘောလုံးဝဲထိတက်သွားမယ်ဆိုရင်မများလုံးအားကြီးဘူးလားပေါ့နော်ကျွန်တော်ဒီလိုလေးတော့တွင်းမိတယ်ဒီဘက်ဆိုမှာတော့အဓိကဆိုလို့ရှိရင်တော့ Barcola ရဲ့ Dembele ရဲ့ Kabaraski Lia ရဲ့ပေါ့ဒီတိုက်စစ်ကိုတော့ကြည့်ရမယ်ကျွန်တော်တို့ကအစောပိုင်းမှာတော့ QB ော်ကိုကျွန်တော်တို့ကနည်းလေးအမားလုံမလားဖြစ်ပဲနောက်ပိုင်းမှာအမားလုံနေရစရိပါဖြစ်နေတယ်အဓိကနောက်ခံလူပါဖြစ်နေတဲ့အခါမှာတော့ဒီတိုက်စစ်၃ရောင်းနဲ့လီဝစ်ကေလီရဲ့အရန်အရှိတက်လုံးနဲ့ကွန်လက်တီဝင်လုံးနဲ့အနေထားရည်နဲ့ကွဲရုံးစွမ်းတာထောက်ပြသွားတဲ့အချက်ပါပဲဒီအရာတွေနဲ့ဒီတိုက်စစ်ကစားမ၃ရောင်းနဲ့အာဆင်နယ်ရဲ့အခွင့်အရေးတွေပေးကောင်းပေးရနိုင်လို့ထင်တယ်ဒါ PSG နဲ့တစ်ဖက်ကကြည့်မယ်ဆိုရင်အခွင့်အရေးတွေရနိုင်တယ်လို့ကျွန်တော်ကပြောချင်ပါတယ်ကဲဒါဆိုလို့ရှိရင်တော့ကိုရလက်ခံမနဲ့ပတ်လေးသွားစင်းနဲ့ခံမပေးပါဦးဒီအင်ကွင်းနဲ့ဖြစ်နေတာရေပြီးတော့အာဆင်နယ်က PSG ကိုသူတို့ဒီ ထမဆင်ပါဘောနော်ကစားခဲ့ဝဲချင်းမှာလည်းအဆင်နယ်ကတက်တော့တက်တာပဲအနိုင်ရတယ်ကျွန်တော်မြင်ခဲ့ရဘောနော်ဒီဒီခါကလည်းဒီအဆင်နယ်ကအရေးကြီးရင်ကြီးတယ်လို့မျိုးကစားတတ်တဲ့ခြေစမ်းမျိုးလည်းရှိတယ်ပြီးတော့အိမ်ကွင်းလည်းဖြစ်နေတာကြောင့်ဒီကွဲစင်မှာတော့အဆင်နယ်က PSG ကိုနှစ်ကိုးတစ်ကိုးဆိုရလည်းနဲ့အနိုင်ရအောင်မယ်လို့ခံမှန်းလိုက်ပါတယ်ဟုတ်ကဲ့ပါအမြင်တူတယ်ပဲပြောရမှာပါဘာဖြစ်လို့လဲဆိုတော့ဒီပထမအချော့မှာနိုင်ထားမှာဒုတိယအချော့မှာအဆင်ပြေမဲ့အခြေအနေမျိုးလေးတွေရှိတယ်ဒါပြောမယ်ဆိုလို့ရှိရင်တော့ဒါဘောနော် လက်ရှိ Liverpool တို့ဘီလာတို့ကိုနိုင်ထားတဲ့အသင်း Liverpool မှာလည်းအေးအေးရှိနေတယ်။တစ်ဖက်က Arsenal ကိုကြည့်မယ်ဆိုလို့ရှိရင်လည်းသူ့အခက်ခဲလေးတွေနဲ့သူရှိတဲ့အခါမှာ Arsenal ကွင်းမှာတော့ကျွန်တော်တို့က Arsenal ကိုပို့ပြီးတော့ရွေးသိမ်းတယ်လို့ထင်တယ်။ကျွန်တော်လည်း Arsenal ကိုပဲအနိုင်ပေးပါတယ်။အတူတူပါပဲ။2-2နဲ့ Arsenal နိုင်မယ်လို့ခန့်မှန်းထားပါတယ်။ ဟုတ်ကဲ့ပါအခုကျွန်တော်ညီကိုတယောက်ပြောရခဲ့တာကတော့အာဆင်နယ်နဲ့ PSG တို့ရဲ့ Champion League Semi-final ပထမကျော်ပွဲစဉ်ဖြစ်ပါတယ်။အာဆင်နယ်ကွင်းပွဲဆိုပါကျွန်တော်တို့ညီကိုတယောက်ဆုံးကတော့အာဆင်နယ်ကိုအနိုင်ပေးထားပါတယ်။အာဆင်နယ်တကယ်အနိုင်ရလဲရရှိဖို့လိုတဲ့ပွဲစဉ်တစ်ပွဲလည်းဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ရဲ့ဒီနေ့ season ကတော့ဒီလောက်ပါပဲ။ The Premier Sport ရဲ့နောက်လာမယ့်အားသာ season ကောင်းနေမှာပရိသတ်တွေနဲ့ကျွန်တော်ညီကိုညောင်းနဲ့ပြန်ပြီးတော့ဆုံတွေ့ချင်ပါသေးတယ်လို့ပြောရင်းနဲ့ပဲဒီနေရာလေးရနေနှုတ်ဆက်လိုက်ရပါတယ်။ဗျာ။